2023ခုနှစ်လောက်မှာမိသားစု3ယောက်ကအဆအနောက်မရှိ လုံးဝပျောက်ကွယ်သွားခဲ့ပါတယ်သူတို့ထဲမှာကလည်းအရေးအားတိုင်းကခြံထားခဲ့ပါတယ်အဝတ်စားတွေနောက်ပြီးတော့စမ်းစာလေးတွေကအဆအကုန်လုံးခြံထားခဲ့တာတွေ့ရပါတယ်အိမ်ကြီးရှင်တွေကတော့ဒီလူတွေကသူတို့ကထွက်သွားကြတာမဟုတ်ပဲနဲ့သူတို့ကရုတ်တရက်ကြီးပြောက်ကွယ်သွားခဲ့တာလို့ပြောပါခင်ဗျဒီတရေရှောက်တဲ့အမှုကရဟန်းကိုစိုးရပါခင်ဗျဒီအိမ်ရဲ့ပိုင်ရှင်တော်အိမ်လည်းကိုမဝင်ရဲပါဘူး ချိုမိုနဲ့ဟီရိုဝုကဒီနေရာကိုတွားရောက်စစ်ဆေးဖို့ဆုံးဖြတ်လိုက်တဲ့အခါကျမှဒီအင်ရှင်တွေကဘာလို့အိမ်ထဲကိုမဝင်ရဲလဲဆိုတာကိုသူတို့တီးတွားကြပါအရန်ကိုထွေးလန့်စရာကောင်းတဲ့ဗီဒီယိုပေါ့ကျွန်တော်တို့တီးလောက်ကတော့ဒီအိမ်က2013ခုနှစ်လောက်ကပြစ်ပယ်သွားခံခဲ့ရဖြစ်ပါအဲ့ဒီအချိန်တုန်းကအိမ်မှာနေထိုင်ခဲ့တဲ့မိသားစု3ယောက်ကရုတ်တရက်အိမ်ညထဲမှာလောကပျောက်ကွယ်သွားခဲ့သူတို့ကအရာရာတိုင်းကိုခြံထားခဲ့တာဖြစ်ပါအဲ့ဒါကြောင့်မလို့ဒီအင်ဂျီကအချင်းကြီးကိုက ရန်တန်သွားတယ်လို့ခံစားခဲ့ရတဲ့အခင်ဗျဒီအင်းရဲ့ပိုင်ရှင်ကလည်းဒီအင်းကိုလုံးဝလုံးဝသွားပြီးတော့ဝင်လို့တော့မရဲပါဘူးဟီရိုနဲ့တိုမိုတို့လာရောက်ပြီးတော့စစ်ဆေးဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာတော့အိမီနာထီရဲ့လိုက်ပို့ပေးပါတယ် ဒါပေမဲ့သူတို့နှစ်ယောကーမဝင်ခင်မှာတော့တတိတစ်ခုတော့သူပေးလိုက်ပါအဲ့ခါကတော့နင်းတို့ဘာပဲလုပ်လို့ဘယ်ပဲသွားしにしないで必ず閉めてほしいって言われてこれ聞いた時なんかその人なんかその宗教的なあなんかそういうルールがあると思ったんだけどああはいはいはい開けて取ったら存在は必ず閉める。

တကားတွေနောက်ပြီးတော့တိုးဝင်လာတဲ့အပေါက်တွေအကောင်လုံးကိုတိကျစွာပြန်ပြီးတော့ပေးလိုက်ကြတယ်ကွာချိုမူနဲ့ဟီရိုနိုနဲ့ကတိအင်းတဲ့ကိုဆတ်ဆာဝင်လာနဲ့သူတို့တခုခုခံစားနေရပါလေရီကလည်းလေးလံနေပြီးတော့တက်ရှိကြက်နေတယ်လို့ခံစားနေရတယ်ခင်ဗျသူတို့တဖြည်းဖြည်းပိုဝင်ပြီးတော့ပိုနဲ့လာတယ်သူတို့ကတခုခုကတိကြမိတယ်ခင်ဗျအေးကောင်ဘိုးကတော့ကိုတက်တယ်ဟွန်းတော့ပြတော့ဆာ 開けたら閉じるようにっていうことを僕らきつくお願いされたんじゃないですか、<laughs> うんうんうん、うん、にもかかわらず、うん、押し入れだとか、うん、引きとか半開きなの逆にああでもそそうかそこもうん全部 ွင်သူလုံးဝကလည်းအဲ့ဒါကခင်ဗျာသူတို့အแทးမှာဝင်လိုက်တဲ့အတိုင်းကတခါကိုအကောင်လုံးပိတ်ထားလို့တော့ပြောတယ်ဒါပေမဲ့အိမ်ထဲမှာရှိတဲ့အမျိုးဘီရိုအခန်းတွေနောက်ပြီးတော့တူလောင်ခန်းတွေအကောင်လုံးကတဝက်လောက်ဖွင့်နေပါတယ်ခင်ဗျာအစုံတရာဒါမှမဟုတ်အစုံတစ်ခုကအဲ့လိုမျိုးဖြစ်စေချင်လို့လားပေါ့နော် အစကတော့ဘာမှတိတ်ရတူတူတူမဖြစ်ခဲ့ပါဘူးအခြားလူမျိုးတရေ၆တိန်လူမျိုးပုံစံပဲပေါ့နော်ချိုမိုးနဲ့ဟီရိုကသူတို့အဲ့ဒီချိန်တော့မှတွေးလိုက်တဲ့အရာကိုစက်သိမ်းထားစရာကောင်းတော့ရိုက်မိခဲ့ပါခင်ဗျာဘူဆာရီအောက်မှာရှေးဖြူဖြူဖက်ဖက်ကရက်နေအောင်တွေးလိုက်ရပါ လုံးဝမရွှေ့လျားနေပါဘူးအဲ့ဒါအဲမဲ့ရက်ပြီးတော့မလုံနေမှမသိနေပါဘူးဒိုမိုနဲ့ဟီရိုလုံးနဲ့ောက်ကလည်းတရားရဖို့သူတို့မရိတ်မိခဲ့ပါဘူးသူတို့ကလည်းဆက်လက်ပြီးတော့ရှာပွေးနေကြတာပေါ့ဒီအချိန်လေးမှပဲသူတို့ကအတန်တူးပြီးလေးကိုကြားလိုက်ရပါတယ်ခေါင်းဆောင်ပြီးတဲ့လို့မျိုးအတန်လေးတခုပေါ့ဗျာအဲ့တော့သူတို့ကလည်းအဲ့ဒီခေါင်းလောင်းပြီးတန်ကြားနေရတဲ့နေရာလိုက်သွားလိုက်တာပေါ့ဗျာသူတို့ကလည်းအဲ့ဒီကိုကိုရဲ့ခန်းတစ်ခုတည်းကိုရောက်ရှိသွားခဲ့ပါတယ် သူတို့ကဒီအခန်းထဲကိုဝင်လိုက်တာနဲ့အခန်းကပို့ပြီးတော့အေးဆက်လာသူကိုခံစားရတယ်ခင်ဗျာကီကွေလားကီကွေလားကီကွေရောနဲ့ကီကွေလားဟိုမူ絶対聞こえてるよねကီကွေတယ်တိတ်တူအင်းအဲ့ဒါ何ですか金というのそう 閉めてないよ。いや、閉めた、閉めた。ちょっと、え、さっき、出るときさ、閉めたよ。いや、閉めてないし。え、あい閉めた、閉めた、閉めた、閉めた。いや、かけ開いてる、閉めてる、閉めてる、閉めてる。ちょっと一回閉めて。ちょっと閉めて、閉めて。 ခုနကတော့ရှေးဖြူဖြူနဲ့အရာကဒီတစ်ခေါက်ကတော့သူတို့နဲ့အန်ကိုနီးကပ်လာပါခင်ဗျာဒီအရာကဘာပဲဖြစ်ဖြစ်ပေါ့နော်တနည်းအားထဲမှာနေနေတာမဟုတ်ပါဘူးသူတို့နောက်ကိုတကောက်ကောက်လိုက်ပြီးတော့သူတို့ကလည်းစုံစမ်းနေတယ်လို့ဒီအရာကသူတို့နောက်ကိုလိုက်စုံစမ်းနေတာဖြစ်ပါတယ်သူတို့ကလည်းအဲ့ဒီနေရာမှာအိုလေးကိုထိတ်လန့်သွားခဲ့ပြီးမယ်နည်းနည်းထပ်ပြီးတော့ပိုလေးလာကိုဆုံးခဲ့လာကြတာပေါ့ဗျာကျုံစရာအကောင်းဆုံးကတော့ဟီရိုဆိုတဲ့လူကဒီအဲ့ဒီပေါ့ကိုကိုရဲ့အခန်းထဲမှာသူတယောက်တည်းလာရောက်ပြီးတော့စုံစမ်းကြည့်မယ်ဆိုပြီးတော့ ူရောက်လာခဲ့ပါတယ်သူရောက်တာနဲ့ကင်မရာလေးတွေဆင်လိုက်တယ်ပေါ့နော်နောက်ပြီးတော့တကားတွေပိတ်မီးတွေအကုန်ပိတ်ပြီးတော့အဲ့ဒီအခန်းထဲမှာပဲသူထိုင်စောင့်နေလိုက်ပါတယ်ခင်ဗျအဆောင်ကတော့ဘာမှမဖြစ်ခဲ့ပါဘူးဒါပေမဲ့အရန်ကြောက်စရာကောင်းတာတွေဖြစ်လာပါတယ်အဆကတော့သူအတန်တစ်ခုလေးကြားလိုက်တာပေါ့ဗျာဘေးတွန်းတကားကြီးကသူ့အလိုလိုပွင့်လာပါတယ်သူ့နောက်ပဲမှာနောက်ပြီးတော့မကြာခင်မှာပဲသူဒီအရာကြီးကိုတွေ့လိုက်ရပါ လက်နာဖြူဖြူကြီးကသူ့ကိုစိုက်ကြည့်လာနေတာကိုသူတွေ့လိုက်ရပါတယ်။ဟီယိုကလည်းအရှမ်းရှမ်းကိုကြောက်လန့်နေပေမဲ့သူ့ရဲ့ကြောက်စိတ်လေးကိုပေါ့နော်။နည်းနည်းလေးထိန်းပြီးတော့အဲ့ဒီတကားဖက်ကိုတဖြည်းဖြည်းလမ်းချောက်သွန်းလိုက်ပါတယ်။ဒါပေမဲ့တဖြည်းဖြည်းနဲ့သူလမ်းချောက်နေတဲ့အချိန်မှာအဲ့ဒီနင်းနာကလည်းတဖြည်းဖြည်းပျောက်ကွယ်သွားပါတယ်။သူတကားဘုံကနေဖွင့်လိုက်တဲ့အချိန်မှာတော့လုံးဝပျောက်ကွယ်သွားပါပြီ။သူတို့ကလည်းဒီနေရာမှာပဲအော်တော်ပြီပေါ့နော်အဲ့တော့သူကလစ်လိုက်ကြပါ အဲ့တော့ operator တို့ကဘလို့ထင်လဲခင်ဗျာထိုမိုနဲ့ hero တို့နှစ်ယောက်ကဒီတရေ၆တဲ့အိမ်ထဲမှာသွားလေလံရင်းနဲ့တကယ်ပဲတရေ၆ခံခံရတာလားဒါမှမဟုတ်ဒါတွေအကုန်လုံးကသူတို့တီထွင်ထားတာလားဖန်တီးထားတာလား protector ကိုကိုကိုဆုံးဖြတ်နိုင်ပါဟုတ်ကဲ့ပါဒီတွေကိုကြည့်စုအားပေးကြရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ကောင်းတော်နေ့လေးဖြစ်ပါဦး